မီတက်ဆိုသူကဘွားကိုတောက်ထဲရုံးငန်းကျူးစားနေရတဲ့တကောင်ကျွက်လေးပါ။ဤထိုင်တဲ့ပဝင်းချင်းကလည်းအမြဲတမ်းညစ်ပတ်စပြက်နေလို့မီတက်လေးဖိညစ်နေရပါတယ်။ဘယ်မရှိလို့ခွေးတကောင်မွေးထားပေမဲ့ခွေးကလည်းမီတက်စကားဆိုရင်နားမထောင်ပါဘူး။အင်းဒီနာချင်းမှတောင်းဆိုသူကလည်းတပောက်ဆလုံးလို့မီတက်လေးဝဝေးကပဲရှောင်နေရတယ်။မီတက်ရဲ့အစမပြေမှုတွေကဒီမတင်လည်းရက်တက်မသွားခဲ့ပါဘူး။မီတက်ကအင်ဂျင်နီယာတယောက်ဖြစ်ပေမဲ့အလုံးမှာတော့တို့မရတဲ့ဦးလူဆက်ဆံခင်ရတယ်။မီတက်ပေါ်ကောင်းတာဆိုလို့ဖူအီနဲ့လာချစ်ဆိုတဲ့လူပေါ်ကမ်းမဲနေရောက်တာရှိပါတယ်။တကယ်ကြတော့မီတက်တို့ရုံးငွေဘော်ဒီတင်ဖေးဆိုသူရောက်လာပြီးအသေးဆောင်မဲ့တိုက်အကြောင်းဆွေးနွေးကြတယ်။မီတက်လည်းဝင်ဆွေးနွေးခြင်းပေမဲ့တထေးရစကားမပြောခိုင်းတော့ဒီတိုင်းပဲပြန်ထွက်လာရပြီ။တကယ်ကြတော့မီ ီထက်လည်းစင်ကြီးနဲ့ရုပ်ရှင်သွားကြည့်တယ်။စင်ကြီးလိုရုပ်ရှင်လာကြည့်ပါတယ်ဆိုမှမင်းသမီးကလည်းသူ့လိုအိုဗာဆက်ကြီးဖြစ်ပါတယ်။ဒါပေမဲ့ဇလန်ကတော့ဝါမလာတယ်ဆိုတဲ့အကြောင်းကိုအခြေခံပြီးရိုက်ကူးထားတဲ့စကားလေးပါ။ဒါဝမီထက်ကလည်းစကားတရားနဲ့အပြင်းနဲ့တခြားစီပဲဆိုပြီးရုပ်ရှင်ကိုဖောင်းထိုင်ထူတော့တယ်။ဒီလိုနဲ့မီထက်လည်းအိမ်ပြန်တော့ယထာဘမှဘဲတပွေနဲ့သွားတွေ့တယ်။သူဘဲကမီထက်ကိုစိုက်ကြည့်ပြီးအထာတွေပေးနေလို့မီထက်လည်းနေရာထိုင်ရခန့်နေတာပါ။ပြီးမှတခြားမဟုတ်ပဲကပိုင်းနဲ့ဖြစ်နေလို့မီထက်လည်းပဆိုင်အိပါပါသွားတော့တယ်။ဒါဝမီထက်ကလည်းပြန်ခုခံနေတာတန်တိုင်းနဲ့ခေါင်းနဲ့ဆောင်မီဆေးဦးမှရောက်ရှိသွားပြီ။ဒါပေမဲ့ထိုင်ရကြီးကြီးမမမီရရှိလို့ဆေးဦးကလည်းချက်ချင်းပြန်ဆင်းလာတယ်။သူစားစားပဲအပြင်ကိုရောက်တဲ့သူနေတဲ့ပတ်ဝန်းကျင်နဲ့လုံအောင်မထူတော့ပဲတန်ရှင်းတရရ နေတာကိုတွေ့ရပါတယ်လူတွေကလည်းအလွန်သဘောကောင်းကြပြီးမိထက်ကိုဘလောက်လာကြောင်းချီကျူးသွားကြတယ်မိထက်လည်းထူးဆန်းတဲ့လမ်းမကြောင်းကြီးချနေတဲ့ကာလဖိတိုက်တာခံလိုက်ရတယ်ကာပန်ရှင်ကလည်းခြားသူမဟုတ်ပဲဗောဇီတင်ဖေပဲဖြစ်ပါတယ်တင်ဖေကတော့မိထက်အပေါ်လွန်သဘောကောင်းပြီးဖွန်ချမဖွန်မပါတောင်းသွားတယ်အင်ကတော့တိုက်ခန်းကလည်းတန်ရှင်းသေးရနေပြီးတတလုံးစကားနားမထောင်နဲ့ခွေးတော်မှလေးမနေပါဘူးတပောက်ဆိုတဲ့အင်းကြီးချင်းမှတောင်းကလည်းဂိန်းနေပြီးမိထက်နဲ့ရောတဝင်နေလာနေတယ်ဒါအပြင်အလုပ်ထိပါတကူတကားဤဆိုင်ခံနေလိုက်ပို့ပြီးတော့ပါတယ်အလုပ်ကရောက်တော့မိထက်လည်းထူးဆန်းလို့သူဖြစ်နေကြတယ်လက်ချက်ကိုပြောပြတယ်ဒါပေမဲ့လက်ချက်ကလည်းကြောင်းနေပြီးမိထက်နဲ့အရင်လိုမရှိနေတော့ပဲတိုင်ပတ်တီပါသွားဖြစ်နေပါဘူးဒီတည်းမှမကြောင်းလည်းပဲချမ်းသာဆိုလို့ဖွေးရီးတယောက်ပဲရှိပြီးအရင်လို ူပေါ်တော့တော့ပဲဖြစ်ပါတယ်။အန်ဒီမိထားလေသူဖြစ်နေတာလေဖိုးကြီးကိုပြပြလိုက်တယ်။သူချိန်မှာပဲကော်မလီတယောက်ကလည်းအစာနေနေလို့ဖိုးကြီးလည်းသွားကူညီရတယ်။သူသူကတော့တခြားသူမဟုတ်ပဲဖိုးကြီးသိကြရတဲ့ကလာမင်းသမီးလေးဖြစ်ပါတယ်။ဖိုးကြီးလည်းကလာမင်းသမီးလေးနဲ့အချီချင်းဖလှယ်ရင်းအစဉ်ပြေစားပြီးရုပ်ရှင်ကြည့်ဖို့ပါထွက်သွားပါပဲ။မိထားကတော့တယောက်ထက်တန်းတန်းချန်ကပြီးဘာလို့ရောမမသိလို့မျိုးလေးရှောက်သွားနေလိုက်တယ်။မိထားလည်းမျိုးလေးကနေရာတွေကိုရင်းရင်းနှီးနှီးမြင်မှုတလို့ရှိလို့နိုင်ငယ်ထူဆန်းနေရပါပဲ။အနာကြတော့စွန်တဲ့ကနေကမြင်လဲရမှသူဖောင်းထုတ်ခဲ့တဲ့စကားတွေရောက်နေမှသိလိုက်ရပါပဲ။အားကြောင့်မိထားလည်းဘူရာယုံကတန်းတန်းကြောင့်ပဲဖြစ်ရမယ်ဆိုပြီးတန်းတန်းနဲ့ခေါင်းနဲ့တော့ပြန်ပြီးဆောင်တယ်။ဒါပေမဲ့ဘာမှမထူးသေးလို့စပြီးယထားရှိပါပြည့်ရပြစ်လိုက်တယ်။ဒါဟုတ်ရဲတယောက်ကလ ဲတွင်မြန်သားလိုအမိထက်ကိုကယ်ပြီးထောင်ထဲမှာထည့်ပစ်လိုက်ပြီမိထက်လည်းဒီမှာသူတိရတင်ပေပဲရှိတော့တင်ပေစီပဲဖုန်းဆက်ပြီးကူညီတောင်းလိုက်ရတယ်အခြေစကားတွေမှာပိမိနေတာမို့လို့တရားကြောက်ကိုချစ်လိုက်ရင်လျှောက်နိုင်မီဆိုလာကိုလည်းသဘောပေါက်သွားပါတယ်ဒါကြောင့်သူ့ကိုပူပန်မှုချန်နေတဲ့တင်ပေကိုချစ်ချီးဖို့ဆုံးဖြတ်လိုက်ပါပြီစကားတွေကလို့ရုပ်ရှင်တူတူတွားချီပြီးလာရအောင်မှအဆန်းကုန်ကစင်ရိုက်လိုက်ကြတယ်ဒီလိုနဲ့ရင်နံထူဖို့ဆက်လို့တော့ဖြုံးကနေဆိုပြီးမနှက်ကိုတိုင်ရောက်သွားတယ်ဒီတော့မှစကားတွေကအတိုင်းပဲအိတ်တင်ပလက်အခန်းထဲဆိုရင်စင်စားဖြတ်မှန်းသိရှိသွားပြီဒါပေမဲ့အခုချိန်ထိလည်းပိမိနေသေးလို့မင်းသားကတင်ပေမဟုတ်သေးပါဘူးဘလို့ကိုရောက်တော့မိထက်လည်းဒီနေ့မှဒီဇိုင်းအသစ်တင်ပြရမယ်ဆိုတာကိုသိလိုက်ရတယ်ဒါပေမဲ့ဖိုးအေးကဂျားတွေကနေကူညီပေးလို့မိထက်လည်းအဆင်ပြေသွားခဲ့ပါတ တယ်။အာနဲ့ဖိုးကြီးနဲ့တူတူအိမ်မှာအံပွဲခံနေတဲ့အင်ကိုတင်ဖေးရောက်ရှိလာတယ်။ဒီလိုမှဖိုးကြီးလည်းမိထမယူစားရှိနေတာသိသွားပြီးဝမ်းနဲ့ဆောင်နဲ့ပြန်သွားခဲ့ပါတယ်။မိထလည်းနောက်ရဲကြတော့ဖိုးကြီးကိုချောက်ဝဲလည်းပြင်မဲ့ဖိုးကြီးကလည်းကလာမင်းသမီးနဲ့တွေ့သွားပါပြီ။ဒါပြင်မင်္ဂလာပါဆောင်နှောင်းမဲ့ဆိုပြီးဂျာတိလေးရလို့မိထလည်းအေးချမ်းမိဖြစ်သွားခဲ့ပြီ။အရန်တော့တင်ဖေးကလည်းအချုပ်ပြောင်းနေလို့စကားညာပြီးလမ်းခွဲပြစ်လိုက်တယ်။မိထလည်းဖိုးကြီးကိုချင်းမိနေတဲ့အကြောင်းလေးကိုအင်းကြီးချင်းမှနောက်ဆီသွားရင်ဖွင့်တယ်။မောင်တော်ကလည်းအခြေအတွက်ရင်ဆိုင်ရမယ်ဆိုပြီးမြောက်ပေးလိုက်လို့မိထလည်းမင်္ဂလာပွဲဖို့တော်ဖြတ်ဖို့လုပ်တယ်။ဒါပေမဲ့ဖိုးရတော့စိတ်ပြန်ပြောင်းသွားပြီးဖိုးကြီးကသူ့ကိုသူသားပူချင်မှန်သိရှိသွားပါပြီ။အကြောင်းမိထလည်းမင်္ဂလာပွဲကိုမဖြတ်စီတော့ပဲကွာကိုပဲချက်အောင်နေမယ်ဆိုပြီးသုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ပြောလို့မ ဆုံးသေးခင်မှာပဲဗျာမမသိတဲ့ကားလေးဝင်ထိုက်သွားပြန်ပါပြီ။ဒီလိုနဲ့ပြန်လို့လာတော့စီယုံပေါ်ရောက်နေပြီစကားတွေကနေလည်းလျှောက်လာခဲ့ပါတယ်။အိန္ဒိယဆာလုံးမိထက်လည်းအရင်လိုကိုချောင်းကိုချောင်းလုံးမနေတော့ပဲဘွားကိုအောင်မြန်ချူစားဖို့ဆုံးဖြတ်လိုက်ပါတယ်။အိန္ဒိယချင်းမောင်တောင်းကလည်းတကယ်ပြမအလွန်စိတ်ထားကောင်းတဲ့အချော်တကောက်လေးဖြစ်ပါတယ်။ဒါချင်းနေလေခွန်းကလည်းပြန်မတည်မဟုတ်တော့ပဲတငယ်ချင်းတွေပြန်ဖြစ်နေပါတယ်။အစီအွေးမှာလည်းအိုင်ဒီယာအစမ်းနဲ့ခြားကြနိုင်ခဲ့ပြီးမိထက်ကိုလည်းအလုံးကအတိမတ်ပြကြတယ်။တကယ်ကြတော့ဘိုးကြီးကလည်းမိထက်ကိုချစ်တဲ့ကြောင်းလေးဖွင့်ပြောလာတယ်။တကယ်တော့ဘိုးကြီးကဘိုးပြူတချင်တဲ့ကလူမိထက်ရဲ့မျက်နှာလေးကိုအချိန်တိုင်းမြင်နေငကြီးနေရဖြစ်ပါတယ်။အစမှာတော့မိထက်နဲ့ဘိုးကြီးတို့ရဲ့သမီးအစာကြီးဖြစ်သွားကြပြီးဇနန်းလေးလေးပြီးဆုံးသွားပါတယ်။ဒီစကားလေးကိုကြည့်ပြီးလူကြီးမင်းတို့လည်းမိထက်လိုအစာရ 今请在你房间打比赛一下吧，继续打吗？